writing အားနည်းတဲ့သူလေးတွေကဒီချက်နဲ့အတူတူတစ်ခါလေးရေးကြည့်ရအောင်ဒီတစ်ခါတချို့တို့ရေးသွားမယ် paragraph ပုံစံလေးရတော့ how to make spaghetti ဒါလေးဒီ process paragraph အမျိုးအစားဖြစ်ပါတယ်သူရဲ့ process ဆိုတဲ့နာမည်လေးအတိုင်းပဲတစင်ပြီးတစင် step by step လေးတွေကိုရေးသွားရမယ်အမျိုးအစားမျိုးဖြစ်တယ်ဆိုဒီလိုပုံစံမျိုးမျိုးအစားကရေးရတာလဲလွယ်တယ်ကိုယ့်ရဲ့ကိုယ်ပိုင် own opinions တွေဒါတွေထည့်သုံးစရာမလိုတဲ့အတွက်ကြောင့်မလို့ကိုကသိပြီးတော့အများကြီးမစဉ်းစားနိုင်သေးဘူးဆိုရင်ဒီလိုပုံစံမျိုးနဲ့ကိုယ့်ရဲ့ writing ကိုဒီလို paragraph မျိုးနဲ့ဒါလေ့ကျင့်တဲ့နဲ့ chapter 1 level ဆိုပေမဲ့ဟိုဒီသူ့ရဲ့တုံးထားတဲ့စကားလုံးလေးတွေအရာသာ B1 level ဖြစ်နေတာပေါ့နော်တကယ်တော့သူ့ရဲ့ structures နဲ့ဒီတခြားလွယ်တဲ့ vocab လေးတွေတုံးရင် A1 A2 လေးတွေကအစအတူတူလိုက်ရေးလို့ရတယ်တခြားတော့ဒီမှာဒီ spaghetti ချက်မဲ့ပုံစံကိုစဉ်းစားမယ်ဒါဆိုကိုကိုရိုင်းကရောဘာချက်မှာလဲပေါ့နော်ဘာဘာကိုကစားကြင်တာလဲကဲဒါဆိုရင်ဒါလေးစဉ်းစားကြည့်ပါစဉ်းစားပြီးတော့ရင်ဒီချက်ကို ဒီဟင်းလျာကိုပြုလုပ်ဖို့အတွက်ဘယ်လိုမျိုးပါဝင်ပစ္စည်းတွေလိုလဲပြီးတော့ဘယ်လိုမျိုး stock တွေလိုလဲဥပမာတစ်ချက်ဆိုလို့ရှိရင်ဒီထဲမှာကကျွတ်သွန်ဖြူရဲကျွတ်သွန်နီရဲ tomato sauce ရဲပြီးတော့အသားတစ်မျိုးမျိုးရဲ of course pasta noodles ရဲဒါလိုတာပေါ့နော်အဓိကအဲပြီးတော့လို့ရှိရင် step by step နေလို့ဆိုချက်အဆင့်9ဆင့်ကိုသုံးသွားပါမယ်နော် Okay ကြည့်ဒါဆိုကြည့်ကြရအောင် so chop the onions and garlic ပထမဆုံးတချို့တို့ကြက်သွန်ဖြူကြက်သွန်ညို chop လုပ်ရမှာဖြစ်တယ် chop လုပ်တဲ့ဆိုတော့ step ကကြတော့တချို့တို့ပုံမှန် cut ထက်စာလို့ရှိရင်သူကနည်းနည်းပို့ပြီးနှုံနှုံဆင်းတယ်လို့ပုံစံမျိုးဖြစ်စေတယ်ဥမာဒါမှမြင်ရတဲ့အတိုင်းပဲပေါ့နော်အပြင်တချို့တို့ step 2လေးသွားတယ်။တချို့ကို step တစ်ခုအနည်းနဲ့ပဲတချို့သွားလိုက်တယ်။ Stir fry the chopped onions and garlic in a frying pan. အကျော်ဒဲပြားထဲမှာတချို့တို့စနက chop လုပ်ထားတဲ့အရာတွေကိုမှွေမှာဖြစ်ပါတယ်ရှင်။ဒါဆို stir fry လုပ်တယ်။ Stir က မှွေမဲ့ frying ကကြော်တယ်ပေါ့နော်ဒါဆိုအခုမြင်ရတဲ့ step ပုံစံလေးပါပဲနောက်တစ်ခုဒီချက်နောက်ထပ် step 3အနေနဲ့ put the onions garlic and ground beef in a pot or tomato sauce tomato sauce နဲ့တူတူဒီချက်တို့အိုးထဲမှာဆွမ်းနာကဟိုပစ္စည်းလေးတွေရဲ့ပြီးတော့ဒီမှာ ground beef ပေါ့နော်ကြိတ်ထားတဲ့အသားတစ်မျိုးမှာဆိုရင်တော့အမဲသားဆိုတော့အမဲသားကြိတ်ထားတဲ့အရာရဲ့အဲ့ဒါကိုဒီချက်တို့တူတူထည့်ထားပါမယ် ဲဒီမှာကတော့တချို့တို့ဒါ cooking verb အနေနဲ့ပုံမှန် you you verb ဖြစ်တဲ့ put ကိုပဲသုံးထားတယ်နောက် test stop တခုအနေနဲ့မလုပ်ရတော့မလဲဆိုတော့ဒီ sauce ကို stir လုပ်ရတော့မယ် stir the sauce and let it simmer sauce ကိုမှွေမယ်ပြီးတော့ရင် simmer ဖြစ်တယ်ဆိုတော့ပလုံပလုံပလုံလေးထလာတဲ့အထိပေါ့เนาะအဲ့ဒီအထိထားမှာဖြစ်ပါတယ် ကဲဒါဆိုရင်တစ်ဖက်အချမ်းမှာလဲ sauce ကို simmering လုပ်နေတဲ့အချိန်မှာ put the pasta noodle in a pot of boiling water ရေနွေးစုစုထဲမှာတချို့ pasta noodle ကိုသုံးမဲခောက်ဆွဲမျိုးစားကိုထည့်မှာဖြစ်ပါတယ်ဒါကတော့ step 4နောက်ထပ် step 5အနေနဲ့တကယ်လို့ noodles တွေကကိုလိုချင်တဲ့အနေထားကိုရလာပြီဆိုရင် place them on a dish ဆိုပကံတစ်ခုပေါ်မှာရေစစ်ထားရမှာပေါ့နော် Okay, now so stop any name. Very easy. Pour the sauce with the noodles and serve. So uh, the kosanaga noodles for ma go chatare sauce go long din bido. Da thong song yung ma be. Da liya ro di pasta go yu yu shin shin li, spaghetti go yu yu shin shin li, chelo yare, bong zan pite shin. ဒီမှာတစ်ချက်အဓိကပြောချင်တာနှစ်မျိုးရှိပါတယ်ပထမတစ်ခုကကြတော့သူ့ကိုအစဉ်တိုင်းလေးဖော်ပြဖို့ order line ဖော်ပြနိုင်ဖို့အတွက်တချို့တို့သုံးသွားတဲ့စကားဆက်လေးဖြစ်ပါတယ်ဒီမှာဆိုပထမဦးဆုံးအစဉ်ဆိုတာတိတာအောင်လို့ first ဆိုတဲ့စလုံးလေးကိုသုံးသွားတယ် then and next အပြင်ဒီမှာတော့လေတချို့တို့ conjunction တွေနဲ့စနေပြီးသားဖြစ်လို့မသုံးလေရသွားပြီပြီးနောက်ဆုံးအစဉ်ရှိမှာ finally အဲဒါမျိုးစရှိသဖြင့်သူ့ step 1 step 2 step 3ဆိုတာကိုဖော်ပြပေးနိုင်တဲ့စလုံးလေးကြီးထည့်ရင် process paragraph ကပို့ပြီးတော့ဖတ်ရတာချောမွေ့ပါ ားရရှင်။ဒါဆိုဒီချေပြောပြခြင်းနဲ့ process paragraph ရေးတဲ့အခါမှာအရေးကြီးရာလေးတစ်ခုကအခုလို order လေးကိုဖော်ပြပေးနိုင်တဲ့စာလုံးလေးတွေကိုတင့်တော်တဲ့နေရာမှာထည့်ဖို့ဝကြတိုင်းမှာလည်းအကုန်လိုက်ထည့်စရာလည်းမလိုပြန်ဘူးနော်။ဒါဆိုကိုယ့်ရဲ့ဒါဟို paragraph ရဲ့အတိုးရှေပေါ်မူတည်ပြီးတော့လိုအပ်သလိုနှလုံးသုံးလုံးလေးလုံးဒါမျိုးသုံးလို့ရရရှင်။အဲ့ပြီးတော့ရင်နောက်တစ်ခုကကြတော့ sentence အမျိုးအစားဖြစ်ပါတယ်ဆိုတော့ဒီမှာသုံးထားတဲ့ sentence တွေဆိုရင်ဒါတစ်ချက် အဲဒီမှာ underlining လုပ်ပြမယ်ဒီနေရာလေးကိုတစ်ချက်ကြည့်လိုက်ပါရှင်ပါဠိမပါဘူးလဲဆိုတော့ subjects တွေမပါဘူးဒီ cherry subjects တွေမသုံးတော့ဘာနဲ့စထားလဲဆိုရင်เนาะ verb တွေနဲ့တန်းစတယ်တနည်းအားဖြင့် base verb တွေ verb form အနေနဲ့တန်းစတယ် imperative sentence တွေကိုပဲသုံးထားတာဖြစ်တယ်ရှင်။ဘာကြောင့်လဲဆိုတော့ကိုကဒါအခုအခုဒီ cherry ပုံစံအရဆိုရင်ကိုကဒီ process ကိုပြောပြနေတယ်ကိုက direction ပေးနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဒီလိုလိုက်လို့ပြီးရင်ဒီလိုလေးလို့ပြီးရင်ဒီလိုလေးချက်ပါအစရှိတဲ့ဖြင့်ဒါကိုဖော်ပြနိုင်ဖို့အတွက်ဒီ cherry process paragraph မှာသုံးတဲ့ sentence အမျိုးအစားအဓိကသုံးတာကတော့ imperative sentence ကိုအဓိကသုံး နာဖြစ်တယ်ရှင်အဲเนาะဒီမှာဆိုရင် diversely နေပဲစတယ် verbally နေပဲစတယ်အရှိမတချို့လို subject တွေ you တို့ i တို့အစရှိတဲ့ဖြင့်ဒါတွေမသုံးတော့ဘူးပေါ့เนาะ okay ကဲဒါဆိုဒီနေ့ချက်ကိုမှတ်ထားမယ်ဆိုရင် process paragraph ရေးတာလေးอ่ะလွယ်လွယ်လေးပါပဲဒါပေမဲ့ကိုကတော့လေဒီအရာကိုပြုလုပ်ဖို့အတွက်ပေါ့เนาะအရင်ဆုံးကိုကိုရိုင်းဒီ process ကိုရှင်းရှင်းလင်းလင်းသိမှဒါကို step တွေလည်းတအားကြီးမများစေပဲနဲ့တစ်ဖက်သားနားလည်အောင်ကိုဘယ်လိုရေးမလဲပေါ့เนาะဒီလိုစဉ်းစားပြီးတော့ဒီ paragraph လေးကိုလိုက်ပြီးရေးကြည့်ပါ